နေတဲ့ပြဿနာကိုပြပြမယ်ဒီနေ့အခုမနှက်ခင်လေးတဲ့အခုလေးထင်ဖြစ်သွားတာတကယ်ကွာကိုတက်တည်ဖို့သွားတာအနောက်ကနေအိန္ဒိယသူလေးလာလိုက်ပြီးတော့ဆွဲထားလို့ကဲဒီဗီဒီယိုကိုအခုအစလေးအရင်ဖွင့်ပြတာပေါ့နော်အဲဒီကောင်မလေးကအိုမန်နိုင်ငံမှာအခုလက်ရှိကအိုမန်နိုင်ငံမှာရောက်နေရလို့ပြောတယ်ပြီးတော့သူက အာပေါ့နော်သူ့ရဲ့အလုပ်ရှင်တွေကသူ့အပေါ်မှာအာပေါ့နော်အနိုင်ကျင့်တာတွေပြီးတော့လို့ရှိရင်အဲဘယ်လိုမျိုးပေါ့နော်မတရားလုပ်တာတွေဆိုတာတွေကိုပြောထားတယ်ပေါ့နော်ဘလောက်ထိအောင်မှခန်းစားနေရလဲမသိဘူးအကောင်မလေးပေါ့နော်အဲ့ဒါသူ့ကိုယ်သူတက်တည်ဖို့အထီတောင်မှသူစူးစားတယ်ဒါပေမဲ့ဒါအဲပေါ့နော်အတိအတိဉဏ်လို့သူအဲ့လောက်ထိမလုပ်ဖြစ်သွားတာပေါ့နော်ဖြစ်နေတဲ့ပြဿနာကိုပြပြမယ်ဒီနေ့အခုမနှက်ခင်လေးတည်းအခုလေးထင်ဖြစ်သွားတာတကယ်ကွာကိုတက်တည်ဖို့သွားတာအနောက်ကနေအိန္ဒိယသူလေးလိုက်ပြီးတော့ဆွဲထားလို့ ြေတနာအစအနေပြောပြမယ်။ Okay မနိုင်ခဲ့အိယာထားတယ်။ငါကလေးအတွက်ကိုသူចောင်းသွားမှာဗောကလေးအတွက်ငါသူစားမဲ့ဟာလေးငါလုတ်ပေးတယ်။ပြင်ကလေးအိယာထားတော့ရေရှိုးပေးတယ်သူအတန်ချီအကုန်လုံးလုတ်ပေးပြီးသူမနှက်စာငါကျွေးအဲ့ဒီမနှက်စာကိုကလေးကအစဟာသူကကော်ဖီနဲ့ဆော်ရလက်ဖိနဲ့အဲ့ဒီဟို ဘစ်ကုတ်ကိုစားမယ်ဆိုတော့ငါအဲ့ဒါလုပ်ပေးတာပေါ့စားရင်စားရင်လည်း तू ငါငါခောက်လောက်ထားပြီးသွားတော့ तू ကမစားတော့ဘူးတဲ့โอเคအဲ့ဆိုတော့နေပါလို့ရှင်တာလေငါသူ့ကိုမေးတော့အဲ့ဆိုတော့တတိယတတိယမှာအဲ့အရှိမထိုင်နေတာနော်သူတို့တွေဘာမှမပြောဘူးငါပါလို့ရှင်လဲငါသူ့ကိုမေးတယ်မေးတော့ तू ကကြုပ်ဦးတဲ့โอเคငါကကြုပ်သွားကြုံဘူးကြောင်လားတတိယမှာမကြုံနေတဲ့မကြုံနေတဲ့အဲ့ဆိုနေကလေးက လူရှင်နေတယ်လေနေကလေးကစားရှင်နေတယ်လေလို့ငါအဲ့လိုပြောလိုက်တာအဲ့နဲ့ तू မကြော်နဲ့မကြော်နဲ့အဲ့ဆိုတော့ကလေးကလည်းအနောက်ကနေသွတ်သွတ်ကျင်းတယ်ကြော်ပြီးတယ်ကြုတ်ဥကြော်တယ်ပြီးတာတဲ့အဲ့ဆိုတော့ငါဘယ်လိုလောက်အောင်လဲလို့တတိကိုမေးတယ်တတိကလည်းငါနေ့ကိုပတ်စံပေးထားတာတဲ့ငါနေ့ကိုလားစာပေးထားတာတဲ့ပြီးတော့ငါနေ့ကိုကလေးကိုကြိခိုင်းမှုပေးထားတာတဲ့အဲ့ဆိုတော့နေပါလို့တင်လဲဆိုတာနေမစင်းစားဘူးလားတဲ့โอเคအဲ့ဒါလည်းရသေးတယ်အဲ့ဆိုရင်ကကြောက်ချော်လိုက်မယ်ဆိုတော့မကြော်နဲ့တဲ့နင်လှုပ်တက်လားမလှုပ်တက်လားနင်မစင်းစားဘူးလားတဲ့ ငါလုံးတက်လို့ငါကလေးကိုမနှက်စာကျွေးမလို့ဒီမှာကြောက်ကြော်ပေးမယ်လို့အဲ့လိုပြောတာတတိမမကြော်နဲ့တတိယလည်းမကြော်နဲ့ကလေးကိုအဲ့ဆိုရင်ဒီတိုင်းထားမှလားသူခဏနေကြာចောင်းသွားတော့မှာចောင်းမှာបိုက်សាမှာបောလို့ငါသူ့ကိုပြောတယ်အဲ့ဆိုတော့နေအုံတော့မရှိဘူးလားလေကလေးခမင်းစားလို့ဆိုအဲ့ငါတီးခံလို့ရသေးတယ်ခြားတယ်ငါတီးခံလို့ရသေးတယ်အဲ့ဆိုတော့ ကလေးငါဘာမှမကြည့်ဘူးတကယ်ရွေးပြတော့ငါအဲ့ဒီပီစကောငါငါလောက်ပဲသူစားတဲ့ဟာပဲအခုချောင်းသွားကျွတ်နေအဲ့တော့တထင်းမှသူဒီနေ့ကြောင်းမသွားဘူးသူကြောင်းဆက်မှာဆိုတော့သူအပြင်သွားတယ်အပြင်သွားတော့အပြင်ကိုရေလောင်းတာသူမနဲ့ခင်ငါရေလောင်းတာသူမြင်တယ်ငါရေလောင်းပြီးသွားပြီအပြင်မှာတိရွတ်ထီကျူနေတယ်အဲ့ဒီတိရွတ်ကျူတာဘာဖြစ်လို့တိရွတ်ကျူတာတော့ဦးနဲ့ချားတယ်ဟိုနေ့ကပြောတယ်နော်ဟိုတော့လောကလည်းပြောတယ် အပင်ဘာဖြစ်လို့တည့်ရကျွေရလဲ။အော်လေတိုက်လို့ကျွေတာ။အဲ့ဒီကလည်းပြဿနာဖြစ်ပြီးပြီ။အဲ့ဒါလည်းအတိုင်းမဲ့ထားလိုက်တာကိစ္စမရှိဘူးဆို။အခုဒီနေ့ထပ်ပြောတယ်။အဲ့ဒီအပင်ကိုပဲပြဿနာလိုက်ရှာနေတာ။ဟာပြရမယ်ခဏနေ။အဲ့ဒီအပင်ကတည့်ရဘာလို့ကျွေရလဲတဲ့။ငါရေလောင်းထားတယ်လေလို့ဒါမှမဟုတ်လေတိုက်တော့တော့သူကျွေလာမှာပေါ့လို့ငါရေလောင်းတယ်နင်မမြင်ဘူးလားလို့ငါလည်း you are no see လို့ငါပြောလိုက်တာ။အဲ့နဲ့ပါကြောက်ရတယ်နော်။ဒီရစ်အများကြီးတောင်းလို့တဲ့။သူကကြည့်ရော ရှေးလောင်းကကြတော့လောင်းလို့ရှေးမလောင်းကကြတော့မလောင်းလို့ဒါပေမဲ့သူတို့ကနေတာတရက်ကိုတရက်ကိုနှစ်ခါလောင်းခိုင်းတယ်မနေ့နေ့ညငါ့ကိုအဲ့ဒီကလေးနဲ့အဲ့ဒီအပီလောင်းနဲ့ဟာနေဘူးဆိုတော့ငါလောင်းနေသူတို့ပြောတဲ့အတိုင်းလောင်းရင်လည်းလောင်းလို့မလောင်းရင်လည်းမလောင်းလို့ပြန်ကန်နေမှအဲ့နဲ့တတိယနောက်ကနေသူရောက်လာတယ်သူတို့သူတို့ဒေါသနဲ့အတိတယ်သူတို့ဘိုက်စာနေမှလည်းသူတို့ရမတန်ဘိုက်စာလို့လည်းငါတိတယ်ကွာပြီးတော့သူတို့အိတ်ရှင်တယ်ဆိုသွားအိတ်လိုက်တော့ဟုတ်တယ်မလား ငါပြောတာတတိယရောက်လာလေနင်းတဲ့ရေကိုအများကြီးလောင်းလို့တရွက်ကကြွေတာတဲ့စစ်သားကြည့်ကြည့်လိုက်ဘူးရှင်အများကြီးတရွက်ကကြွေတာနင့်ဝင်ငါရိုးပို့မယ်တဲ့အာငါလည်းပြောလိုက်တာပေါ့ငါနေ့မှာနှစ်လသုံးလပဲနေရတော့မှငါရုံးမပြန်ဘူးငါမြန်မာပြည်ပဲပြန်မယ်အဲ့လိုပြောโอเคတဲ့လေလက်မကွက်ကိုဖြတ်တဲ့โอเคငါလေလက်မကွက်ကိုဖြတ်မယ်ဆိုတော့အခုကြတော့ မပြန်နဲ့တဲ့မြို့ရုံမပို့ဘူးတဲ့လီလက်မခလည်းမပေးဘူးတဲ့မြို့ပြန်လည်းမပြန်ခိုင်းဘူးတဲ့โอเคအဲ့ဆိုရင်ငါ့ကိုမပြောနဲ့လို့ you are no speed လို့ you are no speed လို့ငါလည်းအဲ့လိုអော်ထဲလိုက်တာအဲ့ဒါကိုသူ့អော်လို့ဆိုပြီးတော့ရုံကိုပြန်ပို့မယ်တဲ့တခါโอเคပို့မယ်ဆိုလဲပို့လိုက်တော့ငါအခုအဝတ်စားထုတ်တယ်ငါယူလာမယ်ဆိုတော့အဲ့လိုလည်းမဟုတ်လင်မယားနဲ့ရောက်တာဘာဖြစ်နေတာလဲငါပြောချင်တာသိလားငါ့ကိုပြောမယ်ဆိုရှာတယ်ပြောငါသူတို့ ဒီအိမ်ရောက်ပြီးတဲ့ကာလာပတ်လုံးငါသီးတတိမှနေမကောင်းကြောင်ငါတခုမှမပြောခဲ့လို့သူတို့ကောင်းတယ်အခုတငယ်ချင်းနေတော့စကားပြောတယ်โอเคငါတတိမှရတော့ကောင်းတယ်ငါ့ကိုခမင်းဟိမဆက်ခိုင်းလို့ငါတော့ကောင်းတယ်ပဲကျန်တာတွေငါကိစ္စမရှိဘူးကလေးနဲ့ပတ်သက်ပြီးတော့ငါစပီမွေးအဆောက်ဆွဲခံရတယ်မတန်ကောင်ဆွဲတယ်တတိငေါ့ဟုတ်ကြောရိုက်တယ်တိုင်းမင်းကမပြောအခုတော့ငါပြောမယ်ငါတိခံခဲ့တော့ဩရေစက်တွေဖွင့်ကြည့်ကြုံသွားရင်ရပြီ ဖေးစားမရှိဘူးဆိုငါသိခံခဲ့တာဒါမဲ့ဒီနေ့တော့သိခံနိုင်စွမ်းကုံသွားပြီဟောနဲ့ငါဒါဆွဲတယ်မိဘကြောင့်လည်းဒါဆွဲပြီးငါငါတက်တိမ်မယ်ဆိုပြီးတော့ကိုယ့်ကိုအပြင်ဘက်ကိုသွားတာနောက်ကနေအိန္ဒိယသူကလိုက်ဆွဲတာအဲ့ဒီဒါကိုတတိယအခုအိမ်ပေါ်ယူသွားတယ်တကယ်အခုလက်ရှိဖြစ်နေတဲ့ကိစ္စကိုငါပြောပြတာတကယ်ပြန်ခံနီးမှတတိယလေး သာစီစာကြောင်လာလေတတိမအရက်ပြောလာလေငါတိခံနေတာအိုးငါနှစ်ပြည့်ပြန်มาပဲငါတိခံနိုင်စမ်းရှိလောက်ငါတိခံပြီးသွားပြီအခုလေငါပြန်မယ်ငါလီလင်းမကငါကုန်ငါစိုက်ပြီးတော့ငါဘသူငါပြန်မယ်လို့ပြောရတာဟောမဟေးအင်ဂျင်ရောပို့မယ်အင်ဂျင်စီရောသွား you are off it go okay ငါသွားမယ်ဆိုတော့ မပို့ဘူးသူတို့ဘာဖြစ်စင်တာလဲငါပြောတာတကယ်ငါအခုသေချင်တော့အောင်ငါခံစားရရအပင်ရေမလောင်တော့လဲလောင်လောင်လို့လောင်တော့လဲလောင်လို့တိရွတ်ကျွေတော့လဲကျွေလို့ Okay ကလေးသမင်းမစားတော့လဲမစားလို့သမင်းစားတော့လဲနင်ကအများကြီးကျွေးပြန်ပြီတဲ့ကလေးကခဏနေအန်နဲ့အန်တော့နင်ကအများကြီးကျွေးလို့အဲ့ဒါလည်းငါသိခံလို့ရတယ်တဲ့ ငါစပင်းကိုဆွဲတယ်ငါကြောကိုရိုက်တယ်ငါတိခဲတာဒီနေ့တီးချင်ဒီဒါမဲ့ဒီနေ့အခုကတီးချင်တော့တကယ်ပြဿနာဖြစ်တယ်သူချင်တော့ကောက်ကိုဘလို့ဖြစ်သွားမလဲမသိသူများတွေကအမရဲ့အမပျော်နေတာပဲတွေ့တယ်အမပျော်နေတဲ့ဟာပဲတင်တော့ကိုတီအိမ်မှာဘလို့လောက်ခဲ့ရလဲဘလို့စိတ်ဒုက္ခတွေရောက်ခဲ့ရလဲဆိုတော့ငါတခုမှမမတင်ခဲ့ဘူး အလောက်ထိလည်းငါ share တယ်မလုပ်ခဲ့ဘူးဒါပေမဲ့ငါတတိမကောင်းတယ်လို့ပဲပြောခဲ့တာဒီနေ့တော့သွားပြီဟဲ့ငါ့ကိုရုံးပုတ်မယ်ဆိုလဲပို့လိုက်တော့ကျန်တဲ့3လလေးလဲငါ့ငါရုံးမှာပဲနေပြီးတော့နောက်တဲ့နှစ်ထပ်သွင်းပြီးတော့တခြားအင်ကိုပြောင်းလဲငါခိုက်စားမရှိတော့ငါအလောက်ထိကိုသွေးထားတာဒါပေမဲ့ဟဲ့သူတို့ဘာဖြစ်ချင်တာလဲဟုတ်တယ်မလားဖြစ်နိုင်တီဝဲကျွေးတယ်မြေမြကုန်ချင်းနဲ့ အဲ့တော့အခြေခံလုံသားတွေအနေနဲ့ပေါ့နော်တောက်နေကြတဲ့နိုင်ငံခြားကိုရောက်နေကြတဲ့လူတွေကအရန်ကိုဟိုပေါ့နော်တကယ်တော့တနာဆရာကောင်းနေပေါ့နော်သူတို့ဘဝတွေကအဆင်မပြေလဲတီးခံရတယ်အလုပ်ငန်းရှင်အလုပ်ရှင်ကမကောင်းနေတီးခံရတယ်အခုဒီကောင်မလေးဆိုလဲသူကခလေးထင်းအနေနဲ့အဲ့အဲ့ပေါ့နော်အိုမန်မှာသွားပြီးတော့လှုပ်လှုပ်နေတယ်ဒါပေမဲ့ဒီအရှင်တွေရဲ့ အဲမောက်မာတာတွေအနိုင်ကျင်တာတွေကိုခံရရတယ်ပေါ့နော်ဒီလိုမျိုးတွေကြားရတာအရန်ကိုစိတ်မကောင်းဖြစ်ရတယ်ဒီညီမလေးလည်းအတင်းထားပါလို့ပဲပြောချင်ပါတယ်အဲဒီလိုမျိုးပေါ့နော်အဲသူပြောသလိုပဲပေါ့ဝကြွေးတွေကုန်သွားရင်နော်ဒီလိုလူမျိုးတွေနဲ့လည်းဝေးရမှာပါအာတနည်းအားဖြင့်လည်းကိုကိုနိုင်ငံကိုပြန်ပြီးတော့ပေါ့နော်အေးချမ်းချမ်းပြန်ပြီးတော့နေရမှာပါလို့ပဲပြောချင်ပါတယ်